င်္ဂလာပါခင်ဗျရှကုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြက်ဖက်စစ်ကောင်စီကပေါက်ကွဲအပြင်းထန်တဲ့ဘုံတွေကိုအရင်အတွက်အများပြတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက်ဆိုပြီးနိုင်ငံတော်ကဓာတ်မီဩဇာစက်ယုံတွေကနေအမိုနီယာနိုက်ထရိတ်ကိုငားစတိုးပြီးတော့ထုတ်လုပ်ခိုင်းနေပြန်တယ်ဆိုပါတယ်ရှကုံမန္တလေးမြန်လမ်းမိုင်းတိုင်း၃တိကူမှာတိုက်ပွဲဖြစ်ပွားပြီးနောက်ဆက်တွဲအနေနဲ့ အမြန်လိုက်ရဲမှုကြီးနဲ့နယ်မြေကန်စစ်ဒေသမှုတွေကိုအကြံဖက်စစ်ကောင်စီကတဒီပေးချိန်မောင်းနေရဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဖက်စစ်ကောင်စီကပေါက်ကွဲပြင်းထန်တဲ့ဘုံတွေကိုအရင်အတွက်အများပြတိုးမြင့်ထုတ်လုပ်နိုင်ရေးအတွက်ဆိုပြီးနိုင်ငံတော်ကတမီဩဇာစက်ယုံတွေကနေအမိုနီယာနိုက်ထရိတ်ကို90တိုးပြီးတော့ထုတ်လုပ်ခိုင်းနေပြန်တယ်လို့မြန်မာရေနံဓာတုဘေတာလုပ်ငန်းစီကနေသိရပါတယ် ဒါကတော့အချက်ဖက်စကောင်စီကလက်ရှိသူတို့ထုတ်လုပ်နေတဲ့ drone ဘုံးသီးတွေလေယာဉ်ဘုံးသီးတွေနဲ့စင်ကွဲဘုံးသီးတွေကိုတုံးမြင့်ထုတ်လုပ်ခိုင်းနေရမှာအဲ့ဒီဘုံးသီးတွေမှာအသုံးပြုဖို့လိုအပ်တဲ့ ammonia nitrate ကိုပါပုံမှန်ထက်90စာတိုးပြီးထုတ်လုပ်ခိုင်းနေတယ်ဆိုပါလေအဲ့ဒီတော့လက်ရှိမြန်မာနိုင်ငံတော်မှာရှိတဲ့ဓာတ်မြေဩဇာစိတ်ုံတွေကနေအမိုနီယာနိုက်ထရိတ်ကို90စာတိုးပြီးထုတ်လုပ်ခိုင်းဖို့ကိုပါစစ်ကောင်စီကညွှန်ကြားထားပြန်တယ်လို့မြန်မာရေနံဓာတ်တုပေဒါလုပ်ငန်းရဲ့သတင်းအရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောထားပါတယ်လက်ရှိစစ်ကောင်စီကအဲ့ဒီအမိုနီယာနိုက်ထရိတ်တွေတိုးမြင့်ထုတ်လုပ်ခိုင်းထားတဲ့စိတ်ုံတွေဟာ စလီအမှတ်တဓမီဩဇာဆက်ယုံကျွန်ချောင်းအမှတ်နှစ်ဓမီဩဇာဆက်ယုံကျော်စွာအမှတ်၃ဓမီဩဇာဆက်ယုံမြောင်းတကားအမှတ်၄ဓမီဩဇာဆက်ယုံနဲ့ကံကြီးတောင်အမှတ်၅ဓမီဩဇာဆက်ယုံလို့ဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရန်ကုန်မန္တလေးမြန်လန်းမိုင်းတိုင်း319မှာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဆက်တွဲအနေနဲ့အမြန်လန်းရဲမှုကြီးနဲ့နေမြေကန်စစ်တေသမှုတွေကိုအချမ်းဖက်စကောင်စီကတတိပေးချိန်မောင်းနေတယ်လို့နေပြည်တော်အမြန်လန်းရဲတပ်ဖွဲ့တရင်ကြီးမြေကရန်ကုန်ခစ်တေကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်း319မှာအကြံဖက်စကောက်စီတပ်သားတွေဟာရဲကားတစ်စီးအင်စီးကားနှစ်စီးနဲ့ကင်းပတ်ဖို့ထွက်လာတဲ့အချိန်နတို့ကြီး PDF နဲ့တော်လိုင်းမဟာမိတ်တပ်တွေကပြစ်ခတ်တက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်5ဦးကတော့အသီးသီးသိမ်ကုန်ကြတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီလိုတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်ရန်ကုန်မန္တလေးအမြန်လမ်းမှာတနအီနီးပါးယာယီလမ်းတွေပိတ်ဆို့သွားပြီးကားတွေလည်းရှေ့ဆက်မသွားရဲတော့ပဲရောက်တဲ့နေရာမှာရက်တန်ထားသလိုပြစ်ခတ်တန်တွေကတော့ရုတ်တန်ဖိုင်တဲမှာအတိုင်းသားကြားနေရပါတယ်။ ဲဒီလိုရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်း316အထိတော်လိုင်းတက်တွေလာရောက်တိုက်ခိုက်တာကိုခံရမလားဆိုပြီးစစ်ကောင်စီဘက်ကအမြန်လမ်းရဲမှုကြီးနဲ့နယ်မြေကစစ်ဒေသမှုတွေကိုလုံခြုံရေးပော့ရော်တယ်ဆိုတာတွေနဲ့ပါနေပြည်တော်စစ်ရုံးဘက်ကနေတတိပေးစုပူချိန်မောင်းနေကြတယ်လို့လည်းနေပြည်တော်အမြန်လမ်းရဲတပ်ဖွဲ့တရင်ရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောထားပါတယ်လက်ရှိမှာတော့အကြဖက်စကောင်စီဘက်ကအဲ့ဒီရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်း316မှာလုံခြုံရေးတွေတင်းကျပ်တာတွေအပြင် ကင်းမုံတွေပါခြားထားပြန်တဲ့အပြင်ပြင်စီ yes scan ပတ်မှာပါကင်းမုံတွေခြားထားသေးတယ်လို့နေပြည်တော်အမြန်တမ်းရဲတပ်ဖွဲ့သတင်းရင်းမြစ်ကပြောထားပါလိမ့်ခင်ဗျာတဖက်မှာတော့အချက်ဖက်စကောင်စီကလုံကြုံရေးတွေနေရာတိုင်းတင်းကျပ်ထားတဲ့ရန်ကုန်မြို့မှာစစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုမြို့ပြတော်လှန်ရေးရဲဘော်တွေကဘုံခွဲတိုက်ခိုက်မှုတွေခက်စိတ်စိတ်ပြုလုပ်နေပြီးမနေ့ကလည်းရန်ကုန်မြို့ကအင်းစိန်မြို့နဲ့အမှတ်1မှုကင်းရဲတပ်ဖွဲ့ CID ရုံကိုဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ကင်းသမားတချို့ထိကိမ့်မှုတွေရှိထားတယ်လို့ရန်ကုန်အာဘန်ကော်လန်အဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့မတ်လ19ရက်နေ့ဖြစ်တဲ့မနေ့ကည7:00နာရီလောက်မှာပဲ။ရန်ကုန်မြို့ကအချက်ဖက်စစ်ကောင်စီရဲ့အင်းစိန်မြို့နဲ့အမှတ်နှစ်မှုကင်းရဲတပ်ဖွဲ့ CID ရုံကိုမြို့ပြတော်လိုင်းရဲဘော်တွေကဝေးထိန်မိုက်နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်ကင်းသမားတချို့ဒဏ်ရာရသွားပြီးတဲ့နောက် စကောက်စီကအနိပတ်ဝန်းကျင်အပြင်အောက်မင်္ဂလာတုံးလက်မကြီးမှာပါပိတ်ဆို့စစ်ဆေးတာတွေလုတ်သွားတယ်လို့လေဒေသခံပြည်သူတွေကပြောထားပါသေးတယ်လက်ရှိမှာတော့နိုင်ငံတော်ကနယ်မြေတွေအကြီးအကျယ်လက်လွတ်နေရပြီးစစ်ရုံးနေတဲ့အချက်ဖက်စကောက်စီကသူတို့ထိန်းချုပ်လို့ရနိုင်သေးတဲ့ရန်ကုန်မြို့မှာလုံခြုံရေးတွေနေရာတိုင်းတင်းကျပ်ထားတဲ့ကြားကပဲရန်ကုန်မြို့ပြတော်လိုင်းကြီးရေပေါ်တွေဟာစစ်ကောက်စီနဲ့တပ်ဆိုင်တဲ့နေရာတွေကိုဖောက်ကွဲတိုက်ခိုက်မှုတွေခက်ဆိတ်ဆိတ်ပြုလုပ်လာနေတာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့စစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုဝေးဝေးကနေရှောင်ရှားသွားလာပေးကြဖို့ကိုပါ တော်လိုင်းတက်တွေကမြစ်တာရက်ခံထားပါသေးတယ်ခင်ဗျာတဖက်မှာတော့အကျန်းဖက်စစ်ကောင်းစီကပဲခူးတိုင်း30မြို့နယ်မင်းလာမြို့မှာကိုရင်တော်ပိတာအပါဝင်လူငယ်10ဦးကိုစစ်မှုထမ်းရမယ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးတောပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်ဒါကတော့မတ်လ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲ30မြို့စံရွေးတန်းရက်ကွက်မှာရှိတဲ့စံရွေးတန်းလမ်းဘောလုံးကွင်းကြောင်းတိုက်ကအသက်18နှစ်အရွယ်ကိုရင်တော်ပိတာကို လာပိုင်းလောက်သာတင်ငန်းဝစ်ထားတာဖြစ်တဲ့အတွက်ဆိုပြီးစစ်မှုထမ်းမှုအကြမ်းဖက်စစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုပါတယ်အဲ့ဒီအတွက်တင်ငန်းစီထားတာနှစ်လလောက်သာရှိသေးတဲ့ကိုရင်တော်ပိတာဟာဘုံကြီးဝကြီးနဲ့ပဲလိုက်သွားရပြီမြင့်မြင့်တွေ့လိုက်ရတဲ့ဒေသခံပြည်သူတွေလည်းဘာမှပြောလို့မရပဲအဲ့ဒီလိုကိုရင်တော်ပိတာကိုလာရောက်ပေါ်တာဆွဲဖမ်းဆီးသွားတဲ့အထက်မှာပြူစော့ထီတွေလည်းပါနေတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်တစ်ဖက်မှာလည်းဘကူတိုင်းမင်းလာမြို့မှာမတ်လ16ရက်နေ့ကပဲ အမှတ်6ရပ်ကွက်ကလူငယ်6ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကစစ်မှုထမ်းရမယ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့အဲ့ဒီကလူငယ်6ဦးကတော့မေစားတောက်ဆိုင်ကလူငယ်တွေဖြစ်တဲ့အတွက်စိုင်းပိုင်းရှင်ကစစ်ကောင်စီတပ်ကိုငွေကျပ်300ပေးပြီးလူငယ်တွေကိုပြန်ရွေ့ခဲ့ရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်လက်ရှိမှာအကြမ်းဖက်စစ်ကောင်စီတပ်ကသူတို့ရဲ့စစ်မှုထမ်းပတ်စင်တွေအတွက်လူငယ်တွေကိုနေရာဒေသအသီးသီးမှာပေါ်တာဆွဲဖမ်းဆီးတာတွေတောက်လျှောက်လုပ်နေရမှာ နှစ်ရှည်သင်ငန်းဝစ်ထားတာမဟုတ်ပဲလပိုင်းလောက်သာသင်ငန်းဝစ်ထားတဲ့ကိုရင်တွေဆိုရင်တော့အလွတ်မပေးတော့ပဲစစ်မှုထမ်းမှုပေါ်တာဆွဲဖမ်းဆီးတာတွေအထိလောက်လာနေတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကမြောင်မြွတ်နေမှာတိုက်ပွဲဖြစ်ပွားမှုမရှိပဲအကြပ်ဖက်စကောင်းစီတက်ကအရသာပြည်သူတွေနေထိုင်ရနေရာတွေကိုစက်တက်လေဒီနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ပြည်သူ့အုပ်သိဆုံးခဲ့ရတဲ့အပြင်နေအိမ်တွေလည်းမိလောင်ပျက်စီးထားတယ်လို့ CDSOM တပ်ဖွဲ့ရဲ့ရဲဘော်စမာကရန်ကုန်ခေတ္တကိုပြောပါတယ် လက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့ရုပ်တံဖိုင်ထဲမှာဆိုရင်လေနေအိမ်တွေမိလောင်နေတာကိုကြေးရွာနေပြည်သူတွေကရင်းနဲ့ဝိုင်းပတ်ပြီးမိညှိမှုစူးစမ်းနေကြတာကိုလည်းတွေ့ရပါတယ်ဖြစ်စဉ်ကတော့မတ်လ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချက်ပတ်စကောင်းစီတက်ကမြောင်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားမှုမရှိပဲရဲသားပြည်သူတွေနေထိုင်ရာတောင်ရက်ကြေးရွာအတွင်းကိုစက်တက်လေလီနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ရဲသားပြည်သူနှစ်ဦးသေဆုံးသွားခဲ့ရတဲ့အပြင်နောက်ထပ်အမျိုးသမီးတဦးကဒဏ်ရာတွေရထားသလိုနေအိမ်တွေလည်းမိလောင်ပျက်စီးထားတယ်လို့ CDSOM တပ်ဖွဲ့ရဲ့ရဲဘော်စမာကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ